ဒါက2025ခုနှစ်လိုဇင်ဘာလ23ရက်နေ့ We are for another ဒီကူကိုပဲချင်းစီစဉ်စပြုဖို့ရန်အတွက်နှုတ်ကပတမတန်းစာဖတ်ကြားပါမယ်။ပြာဆက်ကုန်ကူညောတော်ဆာလာပိုင်ငယ်တင်မနှင့်လူမျိုးအပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြလော့။လူအနွယ်အပေါင်းတို့လုံချီးမွမ်းကြလော့ ကြောင်းမူကားငါတို့၌ဂယုနာတော်ကြီးလာ၏။ထာဝရဘုရားဤတစ္ဆာတော်သည်အစဉ်အမြဲတည်။အာမင်။ကောင်းကြီးတောင်းခံကြပါစို့။ဘာသာတရားအစီအပ္ပမြတ်တာနှင့်ဖြစ်တော်မူ၍သက်ရှင်တော်မူသောယေရှုရှင်ဟောဘုရားသခင်ဤ2025ခုနှစ်ဘူဝလလလေတန်အောင်ပရောရှင်ကျေးဇူးတော်တည်တဲ့ကြောင့်ဈာမချင်းနေတဲ့ချင်း ေဝစွာသောကောင်းကြီးမိဂလာများကိုနေ့စဉ်ခံစားရတဲ့ကျေးဇူးတင်ပါ၏။ဘုရားရှင်သာကျွန်တော်မျိုးတို့၏ Pray for another မှာပါဝင်ကြသောသာသမီအကြီးဆုံးမှာငယ်ဆုံးတန်အောင်ရွှေရတော်ဆက်တန်း၏အခြင်းမြေတချီကျော်စွာသောကောင်းကြီးမိဂလာများနှင့်ဆင်ပစီပေးသနာ။ဒီစဉ်အသက်တာကိုလည်းဒီဝိပုခြင်းအဖြစ် ကျွန်တော်မျိုးတို့ဒီကိုအားများရရှိတဲ့ပရိုရှင်အမှုတော်သာသနာမြတ်ထဲတွင်တို့၏စက္ကကြသောသာသမီရောက်စီတိုင်းဖိလာစီယံပရိုရှင်အစဉ်လမ်းပြနှင့်ကောင်းကြီးပြုတော်မူပါဒီပရိုဖို့အနာသောဇုံဟောကံပဲလုဆောင်ပေးသောသာသမီရောက်စီတိုင်းကိုလည်းပရိုရှင်အစဉ်ကောင်းကြီးများနှင့်ပစီပေးသမ

Tatmi yaz ilen kelazi. chi ma chu sa ma chu ma chu thank you thank you okay jesus tin ma de siu swa phya thakin ye jesus ro ko chi mwe ma de di ni အတူတူကဝိညာဉ်ကိုပွင့်နေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးကိုလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါပဲဒီနေ့ကတော့ဘယ်အရာကိုလက်ဆင့်ကမ်းမလဲဆိုတဲ့ခေါင်းစဉ်နဲ့အနည်းငယ်ဆင်ခြင်ဖို့ရှိပါတယ် အဓိကကျမ်းချက်ကတော့အေဖက်ဩဝါဒစာခန်းကြီး၄ငွေ32နဲ့အခြေပြုကျမ်းချက်ကတော့ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး1ငွေ1မှ5ဖြစ်ပါတယ်။ကြားရလားရှင်။ဟယ်လိုကြားရပါလားရှင်။ကြားပါတယ်။ဟုတ်ကဲ့ကျေးဇူးပါရှင်။ကြားဒီနိုဝင်ဘာလသည်ဖျံအိမ်တော်ရဲ့တတပတ်လာဖြစ်တဲ့အတွက်ကိုယ့်ရဲ့မျိုးဆက်ကိုဘာတွေလက်ဆင့်ကမ်းနေတာလဲဆိုတာကို ဆင်ကျင်ရင်းနဲ့ဝိမျှဖြစ်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်။ကျမတို့လောကအတန်တွေထဲမှာကြားဘူးတာကတော့တဖြည်းဖြည်းအသက်တွေကြီးလာပြီးသာသမီအတွက်လက်စင်ကန်အမွေ တွဲပေးเสียရရှိတာကိုမှတ်ပုံတင်စာချုပ်စာတမ်းရုံ သွားနိုင်လာနိုင်တဲ့အချိန်ကခေါ်ကြနော်လောက်ကြနော်ချွဲကြနော်ဆိုတဲ့အတန်တွေကိုကြားဘူးရင်လည်းကြားဘူးကြမှာဖြစ်တယ်။ကျမတို့ယုံကြည်သူတွေကရော ဘာတွေလက်ဆက်တမ်းမလဲလို့ဆင်ကျင်တဲ့အခါမှာနှုတ်ကပတ်တော်တဲ့ကအကြောင်းညာနဲ့ဆင်ကျင်ခွန်အားယူလို့ရှိပါတယ်။၃၀အခန်းကြီး2အငယ်1မှ6မှပါတဲ့အကြောင်းညာလေးနဲ့ဆင်ကျင်ဖို့ရှိပါတယ်။အပိုင်ငယ်1နဲ့2ကိုကျွန်မဖတ်ပါမယ်။ဒါဝိဒ်သည်အနိစာရောက်ရသောအချိန်ဤသောအခါတားတော်ရှောလမုန်ကိုပြည့်ညတ်ထားတော်မူသည်ကမြေကြီးသားအပေါင်းတို့ဤသွားရလမ်းသို့ငါသွားရမည် တို့ဖြစ်၍အာယူလောယောက်ျား၏ဂုံတတ္တိရှိလောဒါဝိတ်ကရှောလမုန်ကိုနောက်ဆုံးမှာကြတဲ့စကားဖြစ်တယ်လက်စစ်ကမ်းတဲ့စကားလည်းဖြစ်ပါတယ်ဒါဝိတ်ကရှောလမုန်ကိုပြောတယ်ငါသားရှောလမုန်ကြီးငါကတော့မြေကြီးသားတို့သွားရလမ်းကိုသွားရတော့မယ်ဒီတော့အာယူပါယောက်ျားတို့ရဲ့ဂုံတတ္တိရှိပါမပြောညံ့နဲ့နော်တတ္တိရှိပါလို့ဒါဝိတ်ကမှားတာဖြစ်တယ် အပိုင်ငယ်34ကိုကျွန်မဖတ်ပါမယ်။ထာရဖျားသည်ငါအာဗျာဒိတ်ပေးတော်မူသီကားတင်ဤသားမီးတို့သည်စိတ်နှလုံးအကျဉ်းမဲ့ငါရှိမှတမာတရား၌ကျင်လေခြင်းကမိမိတို့သွားရလမ်းကို တတိပြုလျင်ဤဒေလာနိုင်ငံညာစပလင်ပေါ်မှာထိုင်ရသောတင်ဤအမျိုးမင်းယိုမပြတ်ရဟုမိတော်မူသောစကားတော်တီ၍တင်းသည် ပြုလေရာရာသွားလေရာရာ၌အောင်မြင်မိအကြောင်းတင်းဤဖျားသခင်ထရဖျားဤလန်းတော်သို့လိုက်၍မောရှိဤပြညတ်တိကျမ်း၌ပါသောစီရင်ထုံးဖွဲ့ချက်တသိခံချက်ပြညတ်တရားတော်တို့ကိုစောင့်ရှောက်စေခြင်းငှာ မှားထားတော်မူသော စကားကိုနားထောင်လောဒီမှာဖျားသခင်ကဒါဝိတ်ကိုမှားတဲ့စကားတွေကို ဒါဝိဒ်ကရှောလမုန်ကိုပြန်ပြောပြပြီးတော့ဆုံးမနေတာဖြစ်တယ်။မှားကြားနေတာဖြစ်တယ်။ငါ့ရဲ့သားမီးတွေကတမန်တရားမှာကျင်လည်လို့ရှိရင်ဣသေလနိုင်ငံရဲ့ယာစပလင်ပေါ်မှာမင်းမျိုးမပြတ်စေရဘူးလို့ဖျားသခင်ကငါ့ကိုဒါဝိဒ်ပေးထားတဲ့ရှောလမုန်ကြီး။ဒါကြောင့်မလို့ငါသားရှောလမုန်ကြီးသင်ပြုတ်လေရရတော့လေရအောင်မြင်ခြင်းနဲ့ဆိုရင်တော့သာရဖျားရဲ့လမ်းတော်သို့လိုက်တော့ပြည့်ညတ်တရားတော်ကိုစောင့်ရှောက်တော့ ဖျားသခင်ရဲ့စကားကိုနားထောင်တော့လို့ဒါဝိဒ်ကဆောလမုန်ကိုမှားတာဖြစ်တယ်။ဒီမှားကြားချက်ကရန်ကောင်းပါတယ်။မှားတင်တဲ့စကားလည်းဖြစ်ပါတယ်။အပိုင်ငယ်9နဲ့6ကိုကျွန်မဖတ်ပါမယ်။ဇီရုယာတာယွာဘတိငါ၌ပြုသောအမှုဣဒေလာဘိုလ်ချုပ်နှစ်ပါးနေရာဣတာအာဘနာယေတာဣတာအာမတ၌ပြုသောအမှုဒီဟုသော သူတို့ကိုတိုက်၍စင်မတိုက်ပဲစစ်အသွေးကိုသုံးလုံးသဖြင့် မိမိဝတ်သောခါးစည်းမိမိနင်းသောခြေနင်းတို့ကိုစစ်အသွေးနှင့်လူသောအမှုကိုတင်သိသည်ဖြစ်၍တင်၌ပညာရှိသည့်အတိုင်းစီရင်လျက်ဆပင်ဖြူသောဖိုးသူဤဦးကောင်းကိုမရဏနိုင်ငံသို့ငြိမ်ဝတ်စွာမစင်းစေနှင့်ဒီမှာကဒါဝိရဲ့ခံစားချက်လေးဖြစ်တယ်လွာဘကိုဘလို့စီရင်ပါလို့ရှောလမုန်ကိုမှားတယ်ဤဒေလာဘုံကျုံနှစ်ပါးဖြစ်တဲ့ ရှောလူရဲ့ဘိုလ်ချုပ်အာပနာနဲ့အဘေစလုံရဲ့ဘိုလ်ချုပ်အာမတတို့ကိုရွာဘကဒါဝိတ်ခွင့်ပြုချက်မရှိဘဲနဲ့တတ်လိုက်လို့ဖြစ်တယ်။ရွာဘတတ်လိုက်တဲ့အာပနာဆိုတာကတော့ရှောလူရဲ့ဘိုလ်ချုပ်ဖြစ်တယ်။ရှောလူဘရင်ဖြစ်တဲ့ကာလတစ်ဆောက်မှာအမှုထမ်းတယ်။ရှောလူတည်ဆုံးသွားတဲ့အခါမှာရှောလူရဲ့သားအိရှဘောရှက်ကိုဒါဝိတ်ရဲ့ပြိုင်ဘဲအဖြစ်ဣဒေလာဘက်ချမ်းမှာရှင်ဘရင်တင်မြောက်တယ်။ သူတင်မြောက်ခဲ့တဲ့ဣရှဘောရှေရဲ့ညံ့ဖျင်းမှုကိုနှစ်နှစ်လောက်ကြာတဲ့အခါမှာသူသိလာရတယ်။ဒါကြောင့်မလို့အဘန္ဒာကစိတ်ပြက်တယ်။ဒါကြောင့်သူတော်လှန်ခဲ့တဲ့ဒါဝိမင်းထံမှာအဘန္ဒာကလက်နက်ချခဲ့တာဖြစ်တယ်။ထောင်ထဲချီတဲ့လူတွေကိုလည်းဒါဝိဘက်မှာရက်တီဖို့အတွက်ခေါ်ဆောင်လာတယ်။ဒီတော့ဘူချုပ်အဘန္ဒာကဒါဝိနဲ့ငင်းချမ်းရေးယူထားပြီးဖြစ်တယ်။ဒီနေ့တော့ဒါဝိရဲ့ဘူချုပ်ရွာပါက တစ်ချိန်ကရှောလူရဲ့စစ်ဘုံချုပ်ယခုဒါဝိဘက်မှာရက်တည်နေသူအဘနာကိုတတ်လိုက်တယ်စစ်ပွဲထဲမှာမဟုတ်ဘဲနဲ့တနေရာမှာချိန်ပြီးတော့မိတ္တဟာယဖွဲ့တလို့လို့နဲ့ဂျွာဘကဒါဝိမသိပဲဒါဝိအခွင့်မရှိဘဲနဲ့အဘနာကိုသူ့သဘောနဲ့သူတတ်လိုက်တာဖြစ်တယ်ဘာလို့တတ်ရတာလဲဆိုတော့ဂျွာဘညီအာတဟီလာကိုစစ်ပွဲထဲမှာအဘနာကတတ်လိုက်လို့ အလက်စာခြေလိုက်ခြင်းဖြစ်တယ်။ဂျွာဘကအာဘနာကိုတတ်လိုက်ပြီးနောက်တစ်ယောက်ဘူချုပ်အာမတကိုလည်းတတ်တယ်။အာမတကအဘေရှလုံရဲ့ဘူချုပ်ဖြစ်တယ်။ဒါဝိခွင့်ပြုချက်မရှိဘဲနဲ့သူ့ကိုခိုင်းထားတာလည်းမဟုတ်ဘဲနဲ့ဂျွာဘကအဘေရှလုံရဲ့စစ်ဘူချုပ်အာမတကိုလည်းတတ်လိုက်တယ်။ဒီတော့ဒါဝိဆောလမုန်ကိုမှားပြီးစပင်းဖြူသောသူဤဥကောင်းကိုမရဏနိုင်ငံသို့ငြိမ်ဝှက်စွာမဆင်းစေနဲ့ ဂျွာဘကိုဆောလမုန်အနေနဲ့တုတ်ပြန်ပေးဖို့အတွက်မှားတာဖြစ်တယ်။ဒီမှားကြချက်ကတော့မကောင်းမှုဖြစ်တယ်။အပိုင်ငယ်ခုနှစ်ကိုတော့မဖတ်တော့ဘူး။ဘာအကြောင်းလဲဆိုတော့အဘယ်စလုံးနန်းလူတဲ့အတွက်ဒါဝိတ်ထွက်ပြေးနေရတဲ့အချိန်မှာဘာစီလဲရဲ့သားတွေကအိတ်ရာတွေယူလာပြီးတော့စားစရာတွေယူလာပြီးတော့ဘာစီလဲနဲ့အတူကျေးဇူးပြုခဲ့တဲ့အတွက်ပြန်ပြီးတော့ကျေးဇူးပြုပါလို့မှားကြတဲ့အကြောင်းဖြစ်တယ်။အရန်ကောင်းပါတယ်အဲ့ဒီမှားကြချက်လေးက အပိုင်းငယ်ရှင်းတဲ့ဘူးကိုကျွန်မဖတ်ပါမယ်။ငါသည်မဟာနေမျိုးသို့သွားသောနေ၌ငါကိုကြမ်းတမ်းစွာကျင့်သေးသောသူမိဟာမင်းအမျိုးဘာဟုရင်ရာသာဂီရာဟိတာရှိမိသည်တင်းလဲ၌ရှိ၏။သူသည်ငါကိုခยีဥကြုံပြုတ်အပ်သောငါယော်ဒန်မြစ်နားသို့လာသောအခါသင်ကိုငါမကွမြက်ဟုသာရဘုရားကိုတိုင်တယ်၍ငါကျိန်ဆိုတော်လေ ကိုယ်သူကိုအပြစ်မရှိသောသူကဲ့သို့မမှန်ရဘဲတင်သည်လိမ္မာသောသူဖြစ်၍သူ၌အဘယ်သို့စီရင်တင်သည်ကိုသိသည်နှင့်အညီစပြင်ဖြူသောကိုယ်သူဤကောင်းကိုအသိသက်ခြင်းအဖြစ်မရဏနိုင်ငံသို့စင်းစေလောဟုမှားထားတော်မူပြီးမှဒီမှာကအရှိမိဆိုတဲ့လူတယောက်အကြောင်းကိုတွေ့ရတယ်အဘယ်စလုံးနန်းလူတဲ့အခါမှာဒါဝိကထွက်ပြေးနေတယ် အဲ့ဒီအချိန်မှာရှီမီကဆိုတဲ့လူကဒါဝိတ်ကိုကဲ့ရဲ့စကားပြောတယ်။ရှီမီပြောတာကသွားဟဲ့သွားဟဲ့လူအသက်ကိုတတ်တဲ့အာဒမလူသူများအသက်ကိုတတ်တယ်သူများထိနှန်းကိုလည်းလူရယ်အခုတော့ထိနှန်းလူမဲ့သူပေါ်လာပြီမှတ်လားဆိုပြီးတော့ကဲ့ရဲ့တဲ့စကားတွေပြောခဲ့တယ်။ဒီလိုနဲ့တနေ့မှာအဘိရှလုံလည်းတည်သွားတော့ဒါဝိတ်ကသူ့ရဲ့ထိနှန်းစီကိုပြန်လာတဲ့အချိန်မှာဂျော်ဒန်မြင့်နာကိုရှီမီကလာပြီးမျက်နှာပြောင်တိုက်တာပေါ့အရင်ကချိန်ဆခဲ့တယ်အခုရှီမီက ရှင်ဘီရင်ဒါဝိတ်စီကိုလာပြီးတော့မှကျွန်တော်အအူးဆုံးလာကြိုတာပါနော်ဆိုပြီးတော့မျက်နှလုံးမျက်နှာပြောတာပေါ့ဒီတော့ဒါဝိတ်ကလည်းသာရဖျားကိုတိုင်တယ်ပြီးတော့နင့်ကိုငါမတက်ပါဘူးလို့ပြောထားတဲ့အတွက်ဒါဝိတ်ကတက်လို့မရတော့ဘူးအဲ့တော့ဒါဝိတ်ကဆောလမုန်ကိုမှားတာကရှင်မိကိုအသေးတက်ဖို့ဖြစ်တယ်ဒီမှာဒါဝိတ်ရဲ့မှားကြားချက်တွေကမှန်သလားပေါ့ဂျွာဘကိုငြိမ်ဝိတ်စွာမရဏနိုင်ငံကိုမစင်စင်နဲ့ ရှင့်မိကိုလည်းအပြစ်ရှိတဲ့သူပဲဆိုမမှတ်အပြစ်မရှိတဲ့သူပဲဆိုမမှတ်နဲ့နော်လို့မှာခဲ့တာဖြစ်တယ်။ဒါဝိတ်ဒါဝိတ်ဆိုတာကကျမတို့အားလုံးသိတဲ့အတိုင်းပဲယေရှုခရစ်တော်ရဲ့ဘုဖေတယောက်ဖြစ်တယ်။ဣသေလတို့ရဲ့အကြီးမြတ်ဆုံးသောဘုရင်တစ်ပါးလည်းဖြစ်တယ်။ဖခင်တခင်ကိုအယံကိုချစ်တဲ့သူဖြစ်တယ်။ဖခင်တခင်ကလည်းဒါဝိတ်ကိုချစ်လွန်းလို့သူ့ရဲ့စိတ်နှလုံးတော်နဲ့ညှို့တဲ့သူလို့ဖခင်တခင်ကိုယ်တိုင်ကကြင်ညာခဲ့တာဖြစ်တယ်။ဒါပေမဲ့ ဒါဝိဒ်ဒီလေပြေဝဆုံရင်တဲ့သူတယောက်တော့မဟုတ်ခဲ့ဘူးဖြစ်တယ်။ဒါဝိဒ်မာတာတွေကိုပေါ့ပေါ့လေကျမတို့ကစဉ်းစားလိုက်ရင်မှန်တယ်လို့ပဲထင်ခဲ့တာ။ဟုတ်တယ်လေသူ့သားကိုဘလို့လူကဘလို့ရှိတယ်ဆိုတာမှားရမှာပေါ့လို့ထင်ခဲ့တာ။သူ့တော့ကဒုက္ခပေးထားတဲ့သူကြီးလူယုံတက်တာလူယုံလူယုံတက်ရင်လွယ်တာမှမဟုတ်တာဒါကြောင့်မို့ဒီလူဒီလူကဒီလူအကျင့်ရှိတယ်နော်ဆိုတာကိုသူ့မျိုးဆက်ကိုသူ့မှားတာက ှန်တယ်လို့အရင်ကထင်ခဲ့ဘူးတယ်။တကယ်တော့တမန်တရားနဲ့ချင်းထိုးကြည့်ရင်မမှန်ဘူးဆိုတာတွေ့ရတယ်။တမန်တော်ဝိတုအခန်းကြီး18အငယ်30ကိုအဲကျွန်မဖတ်ပါဘူး။ဘုရားသခင်ဒီမိုက်မဲသောအချိန်ကာလတို့ကို အမှုမထားဘူးတော့လေ။ယခုမှကိုအပြစ်ကိုမြင်၍နောင်တရကြလောဟုခတ်သိမ်းသောအရန်တို့၌ရှိသောလူအပေါင်းတို့အားပြညတ်တော်မူ၏။ ကျမတို့ကသခင်ယေရှုကိုမသိခဲ့တဲ့အချိန်မှာမိုက်မဲခဲ့တဲ့ကာလတွေရှိခဲ့ပါတယ်။ဖះစကားနဲ့လည်းအသက်မရှင်ဘူး။အမှန်တရားနဲ့ပဲအသက်ရှင်ခဲ့တယ်။နှလုံးသားလည်းမမှန်ခဲ့ပါဘူး။သူများကကိုယ့်ဘော်ကိုကောင်းရင်ကောင်းမယ်။သူများမကောင်းရင်မကောင်းပေးနိုင်ဘူး။သင်ကောင်းနေရင်ကျွန်ုပ်မဆိုးပါဆိုတဲ့လောကမိယာမနဲ့ကျမတို့ကအသက်ရှင်ခဲ့တယ်။ဖျားဖုံးတော့ထင်ရှားဖို့အသက်မရှင်ခဲ့တဲ့ကာလတွေရရှိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကာလကို ဖယားသခင်ကအမှုမထားပါဘူးခွင့်လွှတ်ပြီးနေကျမတို့ကခရစ်တော်ကိုယားပြီးဆိုရင်ကိုယ့်အပြစ်ကိုမြင်ပြီးတော့နောင်တရရမယ်ကိုယ့်ကိုယ်ကိုပဲစစ်ကြောစီရင်ရမယ်ချစ်တက်သော စိတ်တော်ရှိရမယ်ဖန်စားချက်တွေဘလောက်ပဲရှိရှိတမန်တရားနဲ့ပဲတက်ရှင်ရမယ်ကိုကကိုက ကိုဘက်ကဘလောက်ပဲအမြင်ရှိနေပါစေခရစ်တော်ရဲ့အမြင်နဲ့ပဲအသက်ရှင်ဖို့လိုတယ်ဒါဝိတ်မှားတာတွေကလူအနေနဲ့ဆိုတော့မှန်ပါတယ် ဟိုဆိုလဲမှားရင်မှားမိမှာပဲဒါပေမဲ့နှုတ်ကပတ်တော်နဲ့ဆင်ကျင်တဲ့အခါမှာမမှန်တော့ဘူးသူကတော့ဘုရားသခင်နာမ၌ကျင်ခဲ့လို့မသက်ဘူးရှောလမုန်ကိုကြတော့ဒီလူဒီလူကိုတတ်ဖို့အကြံပေးတယ်ဘုရားသခင်ကမိမိညီအဖို့ကိုမုန်းရင်လူတတ်တာနဲ့တူတယ်လို့ပြောခဲ့တာဖြစ်တယ်ဒါဝိတ်မှားတာကတတိထားပါနော်ဆိုတာတော့မဟုတ်တော့ဘဲနဲ့အသေးတတ်ဖို့မှားခဲ့တာဖြစ်တယ်ဒါဝိတ်ရဲ့အားနည်းချက်လေးဖြစ်တယ် အဆုံးထိခွင့်မလွတ်နိုင်ဘူးဆိုတာကိုတွေ့ရတယ်။ကျမတို့အနေနဲ့သင်ခန်းစာယူဖို့ဖြစ်တယ်။ကျမတို့ကနောက်မျိုးဆက်တွေကိုဘာတွေလက်ဆင့်ကမ်းနေတာလဲဆိုတာအရန်ရေးကြည့်ပါတယ်။မိဘတွေဝိညာဉ်ရေးရာခေါင်းဆောင်တွေကောင်းသောအရာကိုလက်ဆင့်ကမ်းဖို့ဖြစ်တယ်။ကျမတို့ကဒဏ်ရာတွေခံစားရတာတွေကိုမမှတ်မိတာတော့မရှိပါဘူး။မှတ်တော့မှတ်မိနေမှာပဲ။ဒါပေမဲ့မနာတော့ဘူးအရေးကြီးတယ်။ ဒီနာကျင်မှုကိုပျောက်စေတာကလည်းနှုတ်ကပတ်တော်ပဲဖြစ်တယ်။နှုတ်ကပတ်တော်အားဖြင့်နာပျောက်စေတာဖြစ်တယ်။နှုတ်ကပတ်တော်တိလီလီဖရာသခင်ကကျမတို့ကိုဘလောက်ချစ်တယ်ဘလောက်ခွင့်လွတ်တယ်ဆိုတာတိလီလီလွတ်ချင်းအခွင့်ရလေလေဖြစ်တယ်။ငါလိုလူကိုတောင်မှဖရာသခင်ကခွင့်လွတ်သေးတာသူများကိုလည်းငါခွင့်လွတ်ရမယ်။ဒီလောက်ကောင်းကြီးပေးတဲ့ဖရာကိုရထားမှာတော့အရင်ကိစ္စတွေဘာလို့ခံစားနေတော့မှလဲ။လူကအဲ့ဒီလိုဖြစ်သွားတာ နှုတ်ကပတ်တော်မှာအကောင်းအဆိုးအလုံးဖော်ပြထားတယ်ဆိုတာကျမတို့သင်ခန်းစာယူဖို့ဖြစ်တယ်။ဒါဝိဒ်ကဒီနေရာလေးမှာလွဲသွားတယ်။ခန့်စားချက်ကိုဦးစားပေးလိုက်တာတွေ့ရတယ်။ဓမ္မမိတ်ဆွေများလည်းနှလုံးသားထဲမှာဒဏ်ရာတွေရှိကောင်းရှိပါလိမ့်မယ်။အဲ့ဒီအနာကိုပျောက်ချင်ရင်တော့နှုတ်ကပတ်တော်ရှိတယ်။အနာကိုတော့မှတ်မိနေပေမဲ့အနာပျောက်ဖို့မနာတော့ဖို့အရေးကြီးပါတယ်။တုတ်တန်ကျန်ခန်းကြီး20ငွေ20နှစ်ကိုဖတ်ပါမယ်။ ငါသည်ရန်တုတ်ပြုမည်ဟုမဆိုနှင့်ထာဝရဖရာကိုငန်းလင်တော်တို့ပြုလျင်ကဲတင်တော်မူလိမ့်မည်ရှင်းရှင်းလေးပဲတမစန်းစာကပြောထားတာရန်ကိုရန်ချင်းမတုတ်ပြန်နဲ့ဘတော်မှဆုံးမှာမဟုတ်ဘူးဖရာသခင်လက်ထဲကိုပဲအပ်ရွာဘကိုလည်းတတ်ဆရာမလို့တလို့ရှိမိကိုလည်းတတ်ဆရာမလို့ဘူးကိုတော်ကတရားတော်ဖရာဖြစ်တယ်ကိုဘက်ကနှလုံးသားမှန်ကန်ဖို့ပဲလိုတယ်ဖရာသခင်နဲ့မှန်အောင်သွားရင် ဖရာသခင်ကလမ်းပြမယ်ပို့ဆောင်မယ်ကဲတင်မယ်မဆာမှာဖြစ်တယ်မတရားတဲ့သူကိုဖရာသခင်လက်တော်ထဲကိုဖတ်ပါ ကျမတို့တရားစီရင်လိုက်မယ်ဆိုရင်ဖရာသခင်ကအလုံးလုံးလုံးမရတော့ဘူးဖြစ်တယ်ဒါကြောင့်အဲ့ဒါလေးသဘောပေါက်ဖို့တိတ်ရေးကြီးပါတယ်သုတ်တန်ကျမ်းခန်းကြီး25ငွေ27နဲ့22ကိုဖတ်ပါမယ်တင့်ဤရန်သူသည်မွတ်သိရင်လှုပ်ကြီးလောရင်ငတ်လျင်တောက်เสียဖို့ပေးလောထို့သို့ပြုလျင် သူဤကောင်းပေါ်၌မိခဲကိုပုံထား၍သာရဖျားသည်လည်းတင်၌စူချတော်မူ။ကျန်သူကရင်ငတ်နေရေတိုက်လိုက်ပါ။ဆာရင်လဲကျွေးလိုက်ပါ။ဖျားသခင်စကားကိုနားထောင်ရင်ကောင်းကြီးခံစားရမယ်။ဖျားသခင်စူချမှာ။အဲ့ဒီတော့ရန်သူကဘာဖြစ်မလဲ။ခေါင်းပေါ်မှာမိခဲပုံမယ်။မိခဲပုံမယ်ဆိုတဲ့အဓိပ္ပာယ်ကဤချင်းရဲ့ရိုးရဒလေးဖြစ်တယ်။နောင်တရရတယ်ဆိုတဲ့လူတစ်ယောက်က မိခဲကိုပကံလေးတဲကိုထည့်ပြီးတော့အဲ့ဒီမိခဲပကံလေးကိုခေါင်းပေါ်တင်ပြီးတော့တောင်းပန်တာပေါ့။နောင်တရပါပြီဆိုတဲ့ဤချင်းရဲ့ဒလိထုံးစံဖြစ်တယ်။ပြောချင်တာကကိုယ့်အပေါ်မှာမကောင်းတဲ့လူကိုကိုကမေတ္တာပြမေတ္တာပြရင်ပြရင်နဲ့နောင်တရလာမယ်။ဒါကြောင့်မလို့ခေါင်းပေါ်မိခဲပုံနေဆိုတဲ့အဓိပ္ပာယ်ကမေတ္တာပြခြင်းဖြစ်တစ်ဖက်လူနောင်တရလာမယ်လို့ပြောခြင်းဖြစ်တယ်။ ိုကပြန်ပြီးတုတ်ပြန်လိုက်ရင်တော့ဘာမှထူးမှမဟုတ်ပါဘူး။ဒါကြောင့်မလို့အေးဖက်ဩဝါဒစာခန်းကြီးလေးငွေ32မှာအချင်းချင်းကျေးဇူးပြုခြင်းတနာဆုံးမဲ့ခြင်းဖရာသခင်သည်ခရစ်တော်ကြောင့်တင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်သို့အချင်းချင်းအပြစ်လွတ်ခြင်းရှိကြလော။ခရစ်တော်ကကျမတို့ကိုအပြစ်လွတ်တယ်လို့အချင်းချင်းအပြစ်လွတ်ခြင်းရှိရပါမယ်။ဒါဝိတ်ကရှိမိကိုအစောပိုင်းလိုကခွင့်လွှတ်ပြီးသားပဲ ဆက်ပြီးတော့ခွင်းလွှတ်လိုက်ပါတော့လားအဲ့လိုမဟုတ်ဖဲနဲ့ဒံယာမြင်တိုင်းနာနေတာဖြစ်တယ်အဲ့ဒီတော့နောက်သားသမီးအထိအဲ့ဒီအမွေကိုပေးတာတကယ်တော့ခွင်းလွှတ်ခြင်းကိုအမွေလက်ဆင့်ကမ်းပြီးပေးရမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ကျမတို့လည်းလေဝိညာဉ်သဘောနဲ့မလွဲချော်သွားဖို့ခံစားချက်ကိုရှေ့တန်းမတင်ဖို့အရေးကြီးတယ်ဒံယာရှိခဲ့ရင်လည်းပဲနှုတ်ကပတ်တော်နဲ့ပူကြရအောင်ပါ ိုကတနေရရမှာဥဆောင်နေတဲ့သူပဲဖြစ်ဖြစ်အိမ်ထောင်ဥစည်းပဲဖြစ်ဖြစ် အလုပ်ထဲမှာပဲဖြစ်ဖြစ်သာသနာနယ်ပယ်မှာပဲဖြစ်ဖြစ်ခံစားချက်မကောင်းရင်လက်ဆင့်မကမ်းပါနဲ့ဒေါသကြီးတာညူစုတာခြိနှောင်တာကိုလက်ဆင့်မကမ်းပါနဲ့ဘာလို့လဲဆိုတော့ကိုယ့်ကိုကြည့်ပြီးတော့တင်ယူနေတဲ့သူအများကြီးရှိတယ်ကိုမျိုးစိတ်ချလိုက်တဲ့အတိုင်းအပင်ကပေါက်လာမှာဖြစ်တယ်ဒါကြောင့်မလို့နှုတ်ကပတ်တော်ကိုပဲလက်ဆင့်ကမ်းရအောင် ကဲ့တင်ခြင်းကိုပဲလက်စစ်တန်းရအောင်ခွင့်လွတ်ခြင်းပူညီမဆခြင်းဤခံခြင်းစိတ်ရှိခြင်းကိုပဲလက်စစ်တန်းရအောင်ဒါတွေကလည်းတစ်ခါတလေမှာလူအနေနဲ့လုပ်ဖို့အရန်ခက်ခဲပါတယ်ဒါကြောင့်မလို့ဝိညာဉ်တော်ဖရာရဲ့လမ်းပြမှုအခုညီကိုရယူပြီးတော့မှစကားအပြောဆိုကအစပြဿနာဖြေရှင်းခြင်းအဆုံးယုံကြည်သူပိသားစွာနဲ့တမန်တော်နဲ့ချိန်ထိုးပြီးတော့မှအကောင်းဆုံးအရာတွေကိုပဲ ို့ရဲ့မျိုးဆက်တွေကိုယ့်ရဲ့နောင်လာနောင်သားတွေကိုလက်ဆင့်ကမ်းကြရအောင်ပါလို့ပြောရင်းနဲ့ညီကောင်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကွာကျွန်တော်ကျွန်မတို့ကနောင်မျိုးဆက်သားသမီးများကိုကိုယ်ရှင်အရောနဲ့ညီအရှင်မှုတွေနောက်ပတ်တော်အားဖြင့်ဝင်မြောက်ပြီးသွားတဲ့ဆရာမတူတူမျိုးကိုကျေးဇူးတင်ရှိပါတယ်ဆရာမတူတူမျိုးတို့ပိုဒီမီတို့ အပြီးတော့ရပေါ်မှာမြတ်ရှင်ထမကောင်းကြီးရှိပါစေလို့ဆုတောင်းမြတ်တာပို့တာပါပဲအခုချိန်မှာဆုတောင်းမဲ့ခြင်းဖြစ်ပါတယ်ဆုတောင်းခြင်းကိုတော့မခုံမခုံရောဆုတောင်းပြီးမှဖြစ်ပါတယ်အပ်တိတ်များရှိနေတင်ပြနိုင်ပါတယ်ဆုတောင်းပြီးလို့ရှိရင်တော့ဆရာတော်ဆောဟီရိုမှကောင်းကြီးပေးခြင်းအားဖြင့်ဝိပုတ်ခြင်းကိုရုပ်သိမ်းမှဖြစ်ပါတယ်